ေရှားကိုအလဲမလာခင်၃ရက်အလိုမှာအွန်လိုင်းရနေပြီးတော့ Malaysia Digital Arrival Card ဆိုတာကိုဖြည့်ရပါတယ်။အတူကောက်ကတော့ MDAC လို့ခေါ်ပါတယ်။အဲ့တော့ဒီကတ်ဖြည့်တာကကိုယ့်ရဲ့အချက်အလက် information တွေအကုန်လုံးကိုရေးရတာပေါ့နော်။အမည် passport number တွေပေါ့နော်။အကုန်လုံးပဲဒီဖုန်းနံပါတ်တွေကိုတဲမဲ့လိပ်စာတွေအကုန်လုံးအဲ့ဒါတွေကိုဖြည့်ရတာပါ။အရင်ကြီးမခက်ခဲပါဘူး။ရမ်းလွယ်ပါတယ်။ကျွန်မ တဆင်ချင်းစီရှင်းပြပေးသွားမယ်နော်ဘလို့ဖြစ်ရလဲဆိုတာကိုတီးရလူတွေလည်းတီးပြီးသားဖြစ်မှာပါနော် မတီးသေးတဲ့သူတွေအတွက်ပြန်ပြီးတော့ share ပေးခြင်းဖြစ်ပါတယ်ပထမအဆင့်နေနဲ့ Google Search ထဲမှာ Malaysia Digital Rival Cut ဆိုပြီးရေးလိုက်ပါကျွန်မအခုအမှန်ချစ်ထားတဲ့စကားလုံးလေးကိုရေးလိုက်ပါအဲ့လိုရေးလိုက်တာနဲ့အခုမြင်နေရတဲ့ Malaysia Digital Online Application Found ကြီးကျလာပါလိမ့်မယ် ခုကျွန်မမြားလေးပြထားတဲ့ application လေးပါတတိယစာမျက်နှာမှာဆိုရင် apply online ဆိုပြီးတော့ကြလာပါလိမ့်မယ်ဒီ apply online လေးကိုနှိပ်လိုက်ပါနှိမ့်လိုက်တာနဲ့အခုမြင်ရတဲ့စာမျက်နှာကိုကြလာပါလိမ့်မယ်။ဒီစာမျက်နှာကတော့ personal details တွေကိုဖြည့်ရပါမယ်။အပေါ်ဆုံးအကွက်ကတော့ last name ။အဲတော့နောက်ဆုံးကိုယ့်ရဲ့အမည်စလုံးကိုအရင်စဖြည့်ပါမယ်။ ဒုတိယအကွက်ကတော့ first name မှာကိုယ့်ရဲ့ပထမနာမည်နဲ့အလဲနာမည်ရှိလေအလဲနာမည်ကိုတခါလေးတန်းဖြည့်ပါအကွက်ကတော့ဒါအမျိုးသားအမျိုးသမီးခွဲထားတာပါအဲ့ဒါလေးကိုလေ click လေးနှိပ်ပါမယ်ရဲ့အောက်မှာတော့ကိုယ့်ရဲ့ with degree ကိုဖြည့်ပါမယ်နောက်တစ်ခွက်ကတော့ country of citizenship ပါအဲ့ဒါကတော့မြန်မာဆိုတာကိုရိုက်ထည့်ပါမယ် သူ့ရဲ့အောက်ကအကွက်ကတော့ email address ပါကိုယ့်ရဲ့ email လိပ်စာကိုမမှားပါစေနဲ့တေချာလေးရိုက်ထည့်ပေးပါ email လိပ်စာရဲ့အောက်မှာတော့ကိုယ့်ရဲ့ mobile phone number ကိုတေချာရိုက်ထည့်ပေးပါမယ်။အဲ့ဒါပြီးလို့ရှိရင်တော့ next clay ကိုဆက်နှိပ်ပါမယ်။အနောက်တစ်မျက်နှာမှာဆိုရင်တော့ passport နဲ့ travel details တွေကိုဖြည့်ပေးရပါမယ်။အပေါ်ဆုံးက type of passport မှာဆိုရင် regular passport လေးကိုပဲ click နှိပ်ပေးရပါမယ်။ entry တော့ passport မှာဆိုရင်မြန်မာလို့ရေးရပါမယ်။ဒါနဲ့ passport number ကိုရေးပေးပါမယ်။ issue date ကတော့ကို passport ကိုစရတဲ့နေ့ပေါ့နော်ရက်ကယ်လရဲ့နှစ်ကယ်ကိုဖြည့်ပေးပါမယ် expiry date ကတော့ passport တန်းကုန်ဆုံးမဲ့ရက်ကယ်လရဲ့နှစ်ကယ်ကိုဖြည့်ပေးပါမယ်အလုံးဖြစ်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်ဆုံး၄တောင်အကွက်လေးနှစ်ခုကို click လေးနှိပ်ပြီး continue ကိုဆက်သွားပါမယ်။အကယ်၍ကိုဖြစ်ထားတဲ့ information တွေကတခုခုမှားရဆိုလို့ရှိရင်နောက်တစ်မျက်နှာကိုဆက်သွားလို့မရပါဘူး။တစ်ခေါက်ပြန်စစ်ပြီးတော့အမှန်ပြန်လုပ်ရပါလိမ့်မယ်။ အားလုံးပြည့်စုံစွာဖြစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ Gmail ကိုပြန်စစ်လိုက်ပါကိုယ့်ရဲ့ Gmail မှာဆိုရင်အခုမြင်နေရတဲ့ကျွန်မဝိုင်းထားတဲ့ MDAC ရဲ့ email ကကိုလက်ခံရရှိပါလိမ့်မယ်ဒီ email ကို click ဖွင့်လိုက်တာနဲ့အဲ့ဒီမှာကိုခုနဖြည့်ထားခဲ့တဲ့ Excel လက်တွေအားလုံးကိုတွေ့ရပါလိမ့်မယ် အခုပြထားတဲ့အချက်လက်တွေကိုကြားလာပါလိမ့်မယ်အပေါ်မှာဆိုရင်တော့မလေးရှားလူဝီမှုကြီးကြပ်ရေးရဲ့ဒီဒီဇိတ်ပေါ့နော်လိုဂိုနဲ့အတူမလေးရှား digital arrival ကခုနဖြည့်ထားတဲ့အချက်လက်တွေအအောက်မှာအပြည့်အစုံပါပါโอเคဒီစာမျက်နှာမှာဆိုရင်မြင်ရပါလိမ့်မယ်ကိုယ့်ရဲ့အမည်ကိုယ့်ရဲ့ဒီ information အချက်လက်တွေအားလုံးကိုဒီစာရွက်ထဲမှာအကုန်တွေ့ရပါလိမ့်မယ်အပေါ်ဆုံးမှာဆိုရင် date of arrival ကိုမလေးရှားကိုရောက်မဲ့ရက်တွေပေါ့နော်အာပြီးလို့ရှိရင်ကိုတက်မဲ့ hotel လေးစာတွေအကုန်လုံးနောက်ဆုံး ိတ်မှာဆိုလို့ရှိရင်ပင်းကတော့သူတို့ရဲ့ပေးထားတဲ့ကုတ်နံပါတ်လေးတွေ့ပါလိမ့်မယ်။အဆိုလို့ရှိရင်စာမျက်နှာတစ်မျက်နှာထဲမှာအားလုံးပြည့်ပြည့်စုံစွာပါပါလိမ့်မယ်။အဲ့တော့ email ရနေပြီးတော့ဒါကို copy ကူးရပါလိမ့်မယ်။မလေးရှားအဝင် immigration မှာဒီစာရွက်ကလေးကိုပြရပါလိမ့်မယ်နော်။မလေးရှားကိုမလာခင်တုံးရဲ့အလို့ဓာတ်တွေကိုအကုန်ဖြည့်ထားပါမယ်။မလေးရှားနိုင်ငံလေရင်ဝင်းကိုဆက်ရောက်ပြီဆိုတာနဲ့ immigration counter မှာကိုယ့်ရဲ့ passport စာအုပ်နဲ့အတူဒီ digital arrival card ကိုပြရပါလိမ့်မယ်။ စူးစမ်းပြီးတော့လုပ်ကြည့်နော်လွဲပါတယ်အားလုံးအဆင်ပြေကြပါစေ